မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝတ္ထုအခန်းကြီး၈အငယ်၁မှ၄၀သူအခါယေရုရှလင်မြို့၌ရှိသောအသင်းတော်သည်ပြင်းစွာသောနှင်းဆဲခြင်းကိုခံရသဖြင့်တမန်တော်တို့မှတပါသင်းဝင်သူအပေါင်းတို့သည်ယူထပြီးရှမာရိပြည်အရရတို့၌အနှက်အပြားကွဲပြားကြ၏ တရားကိုယုံကြည်သောသူတို့သည်တတိဖန်ကိုတကြွ၍ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ရှောလူသည်အသင်းတော်ကိုဖျက်ဆီးလေ၏။အိမ်များသို့ဝင်ပြီးလျင်ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ထောင်ထဲ၌လောင်ထားတတ်၏။ထို့ကြောင့်အရရက်သို့ကွဲပြားသောသူတို့သည်လှဲ့လေ၍နှုတ်ကပတ်တော်သည်ဟူသောဧဝံဂေလိတရားကို ဟောပြောကြ၏။ ဖိလိပ္ပုသည်လည်းရှမာရိမြို့သို့သွား၍ခရစ်တော်၏အကြောင်းကို ဟောလေ၏လူအစုအဝေးတို့သည်ကြား၍ဖိလိပ္ပုပြုသောနမိတ်လက္ခဏာတို့ကိုမြင်သောအခါသူ၏စကားကိုတညီတညွတ်ဒီနားထောင်ကြ၏အကြောင်းမူကားနတ်ဆိုးဆွဲသောသူများတို့၏အထဲမှနတ်ဆိုးတို့သည် ပြင်းစွာသောအတန်နှင့်အော်ဟစ်လျက်ထွက်သွားကြ၏ ကိုမလှုပ်နိုင်သောသူခြေမစွမ်းသောသူအများတို့သည်လည်းပကတိအဖြစ်သို့ရောက်ကြ၏ထိုမျိုးသူမျိုးသားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏ရှိမုံအမိရှိသောသူတယောက်သည် ထိုမျိုး၌နဝိဇာအတက်နှင့်ပြုပြင်၍ငါသည်ထူးဆန်းသောသူဖြစ်သည်ဟုဆိုလျက်ရှမာရိအမျိုးသားတို့ကို မိန်မောတွေ့ဝေစေခြင်းငါပြု၏ လူကြီးလူငယ်ရှိသမျှတို့ကလည်းဤသူသည်ဖျားသခင်ဤမဟာတကိုးတော်ဖြစ်သည်ဟုဆိုလျက်ထိုသူ၌စီးကပ်ကြ၏စီးကပ်သည့်အကြောင်းက သူတို့ကိုမိန်မောတွေ့ဝေစေခြင်းငှာထိုသူသည်နဝိဆာအတက်အပြင်းကြာမြင့်စွာပြုလျက်နေ၏ ဖိလိပ္ပုသည်ဖျားသခင်၏နိုင်ငံတော်နှင့်၎င်းယေရှုခရစ်၏နာမတော်နှင့်၎င်းဆက်ဆိုင်သောဧဝံဂေလိတရားကို ဟောပြော၍ထိုသူတို့သည်ယုံကြည်သောအခါယောက်ျားမိန်းမတို့သည်ဗတ္တိဇံကိုခံကြ၏ရှိမုန်သည်လည်းကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ဗတ္တိဇံကိုခံပြီးမှ ဖိလစ်ပုထံ၌မိဝဲစည်းကပ်သဖြင့်ထူးဆန်းသောတကိုးကြီးသော နမိတ်လက္ခဏာများကိုမြင်၍မိမောတွေ့ဝေလျက်ရှိလေ၏ရှမာရိမြို့သားတို့သည်ဖျားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြပြီးဟုယေရုရှလင်မြို့၌ရှိသော တမန်တော်တို့သည်တည်င်းကြားလျင်ပေတရုနှင့်ယောဟန်တို့ကိုဆေလွတ်ကြ၏ထိုမြို့သူမြို့သားတို့သည်သခင်ယေရှု၏နာမ၌ဗတ္တိဇံကိုခံယုံမျှတာရှိသဖြင့်တစုံတယောက်သောသူအပေါ်၌တန့်ရှင်သောဝိညာဉ်တော်သည်တက်ရောက်တော်မမူသေးသည်ဖြစ်၍တမန်တော်တို့သည်ရောက်ကြလျင်ဝိညာဉ်တော်ကိုခံရမည်အကြောင်းထိုမြို့သူမြို့သားတို့အဖို့ဆုတောင်း၍ထိုသူတို့အပေါ်၌လက်ကိုတင်သောအခြင်း သူတို့သည်တန်ရှင်သောဝိညာဉ်တော်ကိုခံရကြ၏တမန်တော်တို့လက်ကိုတင်သောအဖြစ်တန်ရှင်သောဝိညာဉ်တော်တက်ရောက်ပြီးကိုရှိမုံမြင်လင်ငွေကိုယူဆောင်ခဲ့၍အကျွန်ုပ်၏လက်တင်ခြင်းကိုခံရသောသူသည်တန်ရှင်သောဝိညာဉ်တော်ကိုခံစေမိအကြောင်းအကျွန်ုပ်အားအခွင့်ပေးပါဟု တောင်းတော်ပေတရုကဖျားသခင်၏ဂျေဇုတော်ကိုငွေနှင့်ဝယ်ယူမိဟု အကြံရှိသောကြောင့်တင်နှင့်တကွာ တင်ဤငွေသည်ပြည့်စည်ခြင်းသို့ရောက်ပါစေ။တင်သည်ဤအမှုအရာနှင့်မဆက်ဆံသောသူဖြစ်၏။အကြောင်းမူကားတင်ဤစိတ်နှလုံးသည်ဖျားသခင်ရှိတော်၌ဖြောင့်မတ်ခြင်းမရှိ။ထို့ကြောင့်တင်၌ယခုစိုးညစ်သောအမှုကိုနောင်တရလော့။တင်ဤစိတ်နှလုံး၌ကြံ့စည်ခြင်းအပြစ်ကိုလွတ်ကောင်းလွတ်လိမ့်မည်ဖြစ်၍ဖျားသခင်ကိုတောင်းပန်လော့။ တင်ဒီခါစွာသောတဲကြီးဆွဲသည်ဖြစ်၍ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကိုငါတိမြင်သည်ဟုဆို၏ရှိမုံကလည်းမိန်တော်မူသောအရာတစုံတစ်ခုမျှအကျွန်ုပ်အပေါ်သို့မရောက်ပါမီအကြောင်းထာဝရဘုရားကိုအကျွန်ုပ်အဖို့အလိုငါဆုတောင်းတော်မူကြပါဟုပြန်ပြော၏ တမန်တော်တို့သည်တည်တည်ခံ၍သခင်ဖျား၏နှုတ်ကပတ်တရားတော်ကိုဟောပြီးမှယေရုရှလင်မြို့သို့ပြန်သွားရာ ရှမာရိရွာများတို့၌လည်းဧဝံဂေလိတရားကို ဟောပြောကြ၏တပန်သာရဖျား၏ကောင်းကင်တမန်သည်ဖိလိပ္ပုအားတင်ထ၍ယေရုရှလင်မြို့မှဂါဇမြို့သို့သွားရာတောလန်းတွင် တောင်မျက်နှာသို့သွားလောဟုဆိုသည့်အတိုင်းဖိလိပ္ပုသည်ထ၍သွားလေ၏ ်ထိုအခါအေသျောပိပီကိုအစိုးရသောမိဖေယာကန်ဒတ်ထန်၌ဘုံကြီးသောအမတ်ဖြစ်၍ဘန္နာတော်ရှိသည်မြကို အုပ်စိုးရသောအေသျောပိပီသားတယောက်သည်ကိုယ်ကိုယ်ချင်းအလိုငါယေရုရှလင်မြို့သို့သွား၍ပြန်စဉ်တွင်မိမိယထာပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏စံစာကို ဖတ်လေ၏ဝိညာဉ်တော်ကလည်းသူယထာသို့ချဉ်းကပ်၍မိဝဲလောဟုဖိလိပ္ပုအားပြတိတ်ပေးတော်မူသဖြင့် ဖိလိပ္ပုသည်ယထာသို့ပြေး၍ပရောဖက်ဟေရှာယ၏ကျမ်းစာ၌ဖတ်သည်ကိုကြားလျင်ဖတ်သောအရာကိုနားလည်ပါ၏လောဟုမေးမြန်း၏ထိုအမတ်ကလည်းတွင်တင်ပဲ့ပြန်သောသူမရှိလျင်အဘယ်သို့နားလည်နိုင်မည်နည်းဟု ဆိုပြီးမှမိမိနှင့်အတူဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်းတောင်းပန်၏ကျမ်းစာ၌ဖတ်သောအချက်ဟူမူကားအတိတ်တချင်းငါဆောင်းသွသောတိုးကဲ့သို့သူကိုဆောင်းသွ၍ သူတငယ်သည် အမွှေးညက်တော်သူ ရှေ့မှမမီပဲနေတကဲ့သို့သူသည်နှုတ်ကိုမဖွင့်ပဲနေ၏နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသဖြင့်စီရင်ကြ၏ထိုသူ၏အသက်ကို မြေကြီးကတင်းယုတ်သည်ဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူ ပြညွန်မီနည်းဟုစံစာလာသည်သူအမက်ကလည်းပရောဖက်တီအဘဲသူကိုရိမှတ်၍ဤသို့ဆိုပါသည် ကိုကိုဒီဆိုလိုသလားသူတပားကိုဒီဆိုလိုသလားဟု တောင်းပန်လျက်ဖိလစ်ပုအားမေးမြန်းလျင်ဖိလစ်ပုသည်မိမိနှုတ်ကိုဖွင့်၍ထိုကျမ်းစာချက်ကိုအစွဲပြုလျက်ယေရှု၏အကြောင်းဒီဟုသောဧဝံဂေလိတရားကိုဟောလေ၏ထို့သူလမ်း၌သွားကြစဉ်ယေရှိယာသို့ရောက်၍အမတ်ကလည်း ဤအရက်တွင်ရေရှိပါ၏အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာမိတိအကြောင်းစီးတားပါသည်နီဟုပြောဆိုလျင်ဖိလစ်ပုကသင်သည်စိတ်နှလုံးအကျွေးမဲ့ယုံကြည်လျင် ခံရသည်ဟုဆိုလေ၏ အမတ်ကလည်းယေရှုခရစ်သည်ဖျားသခင်ဤသားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟုဝန်ခံ၍ယထာကို ရက်စေခြင်းငှာစီရင်ပြီးမှဖိလိပ္ပုသည် ထိုအမတ်နှင့်တကွရေထဲသို့ဆင်း၍ဗတ္တိဇံကိုပေး၏ရေထဲကတက်ကြလင်ထာဝရဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုကိုဆောင်ယူတော်မူ၍အမတ်သည်ဖိလိပ္ပုကိုနောက်တပံမတွေ့မမြင်ရ ဝမ်းမြောက်ဝမ်းသာခြင်းနှင့်မိမိသွားရသောလမ်းကိုသွားလေ၏ဖိလိပ္ပုသည်လည်းအာဇုတ်မြို့၌ပေါ်လာ၍ထိုမြို့မှကဲသရိမြို့တိုင်အောင်မြို့ရွာအစဉ်အတိုင်းရှောက်သွား၍ဧဝံဂေလိတရားကို ဟောလေ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ောင်းကင်ဘုံ၌ရှိတော်မူသောအဖဖရာသခင်ယင်းနေ့ဖတ်ရှုရသောနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ရသည့်အကြောင်းအရာအတွက်ဂျေဇုတင်ပါ၏အဖဖရာယင်းနေ့ကဘာပေါ်တွင်အဖဖရာ၏နှုတ်ကပတ်တရားတော်ကိုရဲရင်စွာမျှဝေတက်စေဖို့ရန်ကျွန်ုပ်တို့အားဖိလိပ္ပုကဲ့သို့ရင်ရင်သောစိတ်နှလုံးသားကိုပေးသနာတော်မူပါ လူမျိုးရေးယဉ်ကျေးမှုမှအစလူနေမှုအဆင့်အတန်း ကွဲပြားမှုများကြားမှာကိုရောဤမြတ်တာတရားကိုမျှဝေလျက်ကိုရောဤအေဝံဂေလိတရားကိုရဲဝံစွာဟောပြောဝင်မြတ်တတ်သိခံနိုင်စေဖို့ယံကျွန်ုပ်တို့၏အတ္တဓာတ်များကို အသုံးပြုတော်မူပါတန်ရှင်းသောဝိညာဉ်တော်ဖရာဤလမ်းပြမှုကိုနာခံလျက်ကျွန်ုပ်တို့ကိုနေ့စဉ်ဘဝ၌ကိုယ်တော်ဤအတန်တော်ကိုသိမြင်နိုင်သောနားနှင့်နာခံတတ်သောစိတ်နှလုံးသားများကိုပေးသနာတော်မူပါ မြုံလင်းမထားသောနေရာများမြုံလင်းမထားသောသူများထံသို့ကိုရောဖျားသည်ကျွန်ုပ်တို့ကိုပို့ဆောင်တော်မူလျက်ကိုရောဤအေးဝံခေလိတရားတော်မြတ်အတွက်အသုံးပြုသောအခါကိုရောဤအသုံးပြုခြင်းကိုယုံကြည်စိတ်ချစွာခံယူလျက်ကိုရောနောက်တော်သို့လှမ်းလျှောက်နိုင်သောရဲရင်သောစိတ်နှလုံးသားများကိုပေးသနာတော်မူပါဤကမ္ဘာလောကကြီးထဲရှိမတူညီ क्वे ပြားမှုများကြားမှာ ကိုရောဤငိန်ချမ်းချင်းအေဝံဂေလိနှုတ်ကပတ်တရားတော်ကိုတည်ဆောင်နိုင်သောငိန်ချမ်းချင်းတန်တမန်များအဖြစ်နဲ့ကိုရောရဲ့အတုံးတော်ကိုခံနိုင်သော သာသမီကျွန်တော်ကျမများအသည်အသည်ဖြစ်စေတော်မူပါညင်ပန်းမှုနှိမ့်ဆက်မှုများကြားမှာပင်ကိုရောဤနိုင်ငံတော်ကျယ်ပြန့်ဖို့အလို့ငါကျွန်ုပ်တို့၏အသက်တာများကိုကိုရောဤတစားပလာအဖြစ်အတုံးပြုတော်မူပါကိုရောပေးသောဉာဏ်ပညာနှင့် ကိုရော့ထမလာသောမြင့်တာတရားဖြင့်အေဝံဂေလိတရားကို နိုးစော်မျှဝေနိုင်သော အတ္တတာများဖြစ်စီလျက်ဝိညာဉ်တော်ဖျား၏လမ်းပြမှုဖြင့်နေ့စဉ်ဖျားသခင်ရဲ့အလိုတော်ကိုရှာဖွေအသက်ရှင်လျက်ခက်ခဲသောအခြေအနေများမှာပင်ဖျားသခင်၏ဂျေဇူးတော်ကိုတပားသူများထံဖြန့်ဝေနိုင်သောကိုရော့ကိုချစ်သောယုံကြည်သူ ခရိယန်များအဖြစ်နဲ့ အသက်ရှင်လျက်ကိုရောဤဘုံတော်ကို ထင်ရှားစေသောကျွန်တော်ဂျမများအသက်တာသည်သည်ဖြစ်စေရပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖရာဤနာမတော်မြတ်၌ယူသေးစွာဖြင့်ဆုတောင်းဆက်ကအနံ့ကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်